ဟယ်လိုအားလုံးမင်္ဂလာပါရှင်ကျွန်တော်ဒီနေ့ပြောပြပေးမယ့်ပုံလေးရဒီပုံလေးပေါ့နော်လေပင်၄000လေး ပြီးလို့ရှိရင်ရှင်စီလေးပေါ့နော်ပြီးလို့ရှိရင်သူကခါဖြတ်ဆက်ကိုမှဒီကောင်လေးက white clean နဲ့ပြီးလို့ရှိရင်မှ jee စီလေးနဲ့ပေါ့နော်အဲ့ဒီပုံလေးဖြည်းဖြည်းဒီမှာဒီမှာ label ကယူယူလေးတောင်လေးပဲပြောဒီမှာလက်ဖောင်းမပေါအောင်လက်ကလည်းယူယူလေးပဲပေါ့နော်ဟောဆိုရင်ကျွန်တော်ဒီမှာပုံသေးလေးဆွဲထားတယ်ပေါ့နော်ဒီမှာကိုသုံးနေချ frame ပေါ့နော်ကျွန်တော်ကတော့ basic frame ကမတင်ရသေးတော့ပေါ့နော်နောက်ရက်တည်ကြလို့ရှိရင် frame တင်ပြီးမယ်ပေါ့နော်ဒါကျွန်တော်ရဲ့ frame နဲ့သေးလေးပေါ့ ဟာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်မလို့ဆိုတော့ကျကိုယ့်ရဲ့ frame ရှိပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပခုံးတောင်ရှိမယ်၊ချိုင်းတောင်ရှိမယ်ပြီးလို့ရှိရင်ဒီမှာလန်နူးတောက်တို့ကိုလည်းလန်နူးတောက်ရှိမယ်ပေါ့နော်အဲဆိုလို့ရှိရင်ဒီတောက်တုံးတောက်ရှိမယ်ပြီးလို့ရှိရင်အဲချောက်တုံးတောက်ကိုကျွန်တော်ရဲ့ဒီတင်ဂီတာလေးပေါ့နော်သိအောင်ပြောတာဒါလေးလေးကတောက်ခောက်တဲ့တင်ဂီတာလေးဖြစ်တယ် ထမအဆုံးကျွန်တော်တို့ပုံမှာပါပါပုံတော့ရင်းစီเนาะအဲ့ဒီလည်းရင်းစီပြတဲ့အတွက်ကိုယ့်ရဲ့ခေါင်းထဲမှာထည့်ထားလိုက်တော့ရင်းစီဆိုလို့ရှိရင်ကျွန်တော်တို့ရင်းစီထောက်ထူရမယ်ဒီထောက်ကလေးရင်းမြင်းပေါ့မှာဟိုဘက်က0.5ဒီဘက်က0.5ဒီစီထောက်တွေကိုထိုးမယ်ထိုးပြီးလို့ရှိရင်ကျွန်တော်တို့ဘာလို့မှာလို့ဆိုဒီစိုက်ထောက်ကလေးကခောက်ရမှာเนาะထောက်ခောက်ရမှာ ပခုံးတောက်တီဂျိုင်းတောက်တီခောက်တယ်လို့ပဲသူလည်းခောက်ပြရမယ်နော်အားပြီးလို့ရှိရင်ကျွန်တော်တို့လင်နုလင်နုမှာကျတော့ပခုံးတော့ကကနေပြောခါကြတော့ဒီမှာဆိုကျွန်တော်ရင်းချဲတီတော့ထားတယ်ပေါ့နော်ရင်းချဲတီထားတဲ့ခါကြတော့သူ့ကိုဘလောက်ထိုးမလဲဆိုလို့ရှိရင်တောက်ကို2 cm လောက်2 cm လောက်ထိုးပြီးမှာပေါ့နော်2 cm တကယ်လို့ကိုယ့်ရဲ့ customer ပေါ်ကြည့်ပြီးပေါ့နော်1.5 2နော်1.5 2လောက်ထိုးထိုးပြီးမယ်နော်အားပြီးလို့ရှိရင်သူ့ကိုလည်းတိတ်ကက်လိုက်မယ်တိတ်ကက်ပြီး ပေါ့နော်ဓာတ်ကိုခောက်ပလိုက်မယ်ခောက်ပြီးလို့ရှိရင်သူတိတ်ကက်မယ်နောက်ပြီးလို့ရှိရင်ဒီမှာပခုံးဓာတ်ကလေးကိုလည်းဘာလို့မလဲခောက်မယ်တိတ်ကက်မယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာဒီအပေါ်မှာပေါ့နော်ပခုံးဓာတ်ကဒီမှာဒီညင်းလေဒီမြင်းမှာဆိုလို့ရှိရင်ဒီနားလေးကိုမစားတဲ့ခါကဒီမှာလာအိုက်ပြီးတော့လာအိုက်ပြီးတော့အဆဟာဟာတာတွေပါဖြစ်တတ်တယ်လေအမို့ကျွန်တော်ဒီမှာဒီပခုံးဆောင်မြင်းလေးကိုဒီမလေးဟဲ့ ပခုံးဆောင်မြင်းလေးကိုကျွန်တော်က0.5စားပေးထားတယ်เนาะအဲဆိုလို့ရှိရင်ဒီကောင်ကိုတိတ်ကက်မယ်ဒီကောင်ကိုတိတ်ကက်မယ်ဒီကောင်ကိုတိတ်ကက်မယ်ပြီးလို့ရှိရင်ဘာလို့မလဲဒီကောင်လေးကိုလည်းတိတ်ကက်မယ်တိတ်ကက်ပြီးသွားလို့ရှိရင်ဒါကျွန်တော်တို့အပေါ်ပိုင်းဒီမှာလေပင်ဖောက်တဲ့ဟာပြီးတော့ရင်ကျယ်မြန်နေဖောက်ထားတယ်ဒီမှာပခုံးတစ်ပတ်ကလည်းကျွန်တော်၄တောင်လေးခက်ပြပြလေးဖောက်ထားတယ်ပေါ့เนาะပြီးလို့ရှိရင်ကျွန်တော်ကဒီမှာသူ့ရဲ့ပုံမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအဲကျွန်တော်တို့ကခါပေါ့เนาะဒီမှာခါဖြက်ဆက်ခါဖြက်ဆက်ကိုမှသူကအဲနေရော ော်ခါဖြတ်ဆက်ကမှသူကဒီဒီဘက်ကကျတော့အရှိအဝိုင်းဆိုတော့ပြဿနာမရှိဘူးပေါ့နော်အဲ့ဒါကိုမှကျွန်တော်တို့ဒီခါခါဖြတ်ဆက်ကိုခါလိုင်းတက်တက်ကနေဖြတ်လိုက်မှဆိုကျွန်တော်ချက်ပေါ်လာတော့ပါလို့ဖြစ်မှာဆိုလို့ခါလိုင်းရဲ့အောက်ကိုကျွန်တော်တို့ကလူပေါ်မူတည်ပြီးတော့ခါကြတော့ 2cm 3cm လောက်လေးဆင်းပြီးမှဖြတ်ပြီးမယ်နော်အဲ့ဒါဖြတ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ရဲ့ဟိုဘက်ကအဝိုင်းကလေးလေးအဲ့အဝိုင်းကလေးကိုတော့ကျွန်တော်တို့ရဲ့ဒီကနေပြီးတော့ဒီထောက်ကနေလာပြီးတော့ခါကြတော့ဒီမှာကျတော့သူကအရှိပေါ့နော်အရှိလေးကိုနည်းနည်းလေးလောက်ပေါ့ကိုယ့်ရဲ့ ကတ်စတမာရဲ့အရှိရဒီလိုခတ်တူလေးဖြစ်နေဆိုသူ့ကိုတော့နည်းနည်းလေးတော့ရှည်ပြီးမှလှမှာပေါ့နော်ဒီအိညာဒီဟာလေးကိုနော်ရှည်ပြီးတော့ခါကြတော့လေးဝိုက်ပေးမယ်ဒါဆိုလို့ရှိရင်ရှည်ချမ်းပြီးသားပြီးလို့ရှိရင်သူ့မှာပါပါတယ်အောင်ကြီးစီလေးပါသေးတယ်လေနော်ကြီးစီလေးကိုကျွန်တော်တို့ဘယ်လိုလုပ်မလို့ဆိုခါကြတော့ကျွန်တော်တို့ရဲ့ဒီနားလေးမှာသူ့ကတတ်ထားမှာလားကြီးစီလေးအဲ့ဆိုဒီကနေဒီဒီနားကိုဘယ်လောက်ရှိလဲတိုင်တိုင်းပြီးတော့ခါကြတော့ကျွန်တော်တို့က3လောက်ဒါမှမဟုတ်ရင်2.5လောက်ပိုရှည်ပြီးတော့ခါကြတော့ကြီးစီလေးဆွဲပြီးတော့ဒီကမှကြီးစီလေးကိုချုပ်ပြီးတော့နော်အင်းကြီး ောက်ကိုမပိတ်ခင်မှာဒီနားလေးကိုကြီးစီလေးထည့်လိုက်မယ်ထည့်ပြီးချုပ်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ရှည်ချမ်းပြီလားနောက်ချမ်းကျတော့ရှည်ချမ်းမှာပခုံးတစ်ဝက်ယူထားဆိုတော့ချောင်းလည်းပခုံးတစ်ဝက်ယူမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့မူရင်းပေါင်ရဲ့အောက်ကိုကျွန်တော်က 2cm အတူတူဆိုပေါ့နော် 2cm နဲ့ချပြခဲ့ကြကျွန်တော်ကလည်းပင်ဟောဒီမှာကျွန်တော် white ထားမှားနေနော်ဒီကနေ white မှာနော်ဒီကနေ 2cm နဲ့ချပြခဲ့ကြတော့အဲ့လိုမျိုးလေးပေါ့နော် white လိုက်မယ်အဲ့တော့ကျွန်တော်ဖောက်ထားမှားနေတော့နော်ဒီမှာနော်ပခုံးတစ်ဝက်ကနေ white လိုက်မယ် ဝိုက်ပြီးတော့ဆိုရှင်တူကိုလည်းအတူတူပဲဒီမှာကြတော့ပေါ့နော်တော့နောက်ချမ်းမှာကြတော့ပုံထဲမှာနည်းနည်းလေးခွဲကားလို့ထင်တယ်လို့ဝေပါနေတယ်လို့မျိုးပေါ့နော်အဲဆိုလို့ရှင်တကယ်လို့ဟိုနောက်ချမ်းကိုခါပြက်ဆက်မထည့်ချင်ဘူးဆိုတဲ့ဒီတိုင်းတော့လိုက်ပေါ့နော်တကယ်လို့ဖျက်နေတယ်ဆိုရှင်ဒီမှာခါဖျက်ဆက်ထည့်ထည့်ပြီးတော့လို့ရှင်ဒီမှာအကြောင်းအကြောင်းလေးတွေနဲ့ခွဲအကြောင်းလေးထည့်ပြီး wave လေးလည်းထည့်လို့ရပေါ့နော်ဒီကောင်လေးလည်းအတူတူပဲဒီကောင်လေးကိုလည်းဒီနားလောက်ပေါ့နော်နှစ်ကြောင်းလောက်ဖျက်မယ်ဖျက်ပြီးလို့ရှင် wave လေးထည့်လို့ရတယ်အဲ့လိုမျိုးမသွားချင်ဘူးဆိုလို့ရှင်လေဒီတိုင်းအကက်ကလေးပေါ့နော်ဒီကောင်လေးကိုဒီမှာအရှိမဒါမျိုးအဝိုက်ကလေးပုံဖော်လိုက်မယ်နောက်ချမ်း ော့လည်းဘာမှခပ်ဖြက်စတိပါလေမလုပ်တော့ဘူးဒီတိုင်းလေးပဲသွားလိုက်ပဲရှာတယ်နော်အဲ့ဒါကတော့ကိုရဲ့စိတ်ကြိုက်သွားလေပဲနော်လက်မှာကျွန်တော်တို့လက်ဖောင်းမပါတဲ့အတွက်လက်မဖောင်းထည့်စရာမလိုတော့ဘူးပြီးလို့ရှိရင်ကျွန်တော်တို့ကလက်ဒီပါလေးချိုးတဲ့ခါကျတော့ခလေးအမှတ်လွဲမှဆိုလို့ဒီလိုလက်ရဲခလေးနာလေးဥစတာပြခဲ့မယ်ဒါကရှီချန်းနောက်ချမ်းမမဖြစ်မမဆိုတဲ့အတွက်ရှီချန်းဆိုလို့ရှိရင်ရှီချန်းတင်ကီတာလေးပြခဲ့မယ်ပေါ့နော်ဒါကလက်ကလေးအဆိုလို့ရှိရင် ပုံလေးရတော့ဒါပါပဲရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဗီဒီယိုလေးတွေကိုတင်နေတတ်တယ်ဆိုလို့ရှင်เนาะ like follow share လေးလုပ်ပြီးအောင်းလို့တောင်းဆိုလိုက်ပါစီရှင်။ bye bye